ပရိသတ်အားလုံးပဲမင်္ဂလာပါရှင်မန္တလေးကတင်မှာပြန်လေးကြွဆွန်လိုက်ပါရှင်ကျမတို့ channel ကနေနေစဉ်ပြရင်းပြပန်းတဲ့ညကျောင်းရည်တဲ့ညနဲ့အနောက်ဆုံးရတဲ့ညကိုအချိန်နဲ့တပင်းညစာတင်တင်ဆက်ပြတော့မှာဖြစ်ပါရှင်ယခုပထမဆုံးစာတင်တင်ဆက်ပေးမယ့်တင်ကြောင်းလေးကတော့ရေစကြူမြေတော်ရာတွင်စစ်တကအကောင်ဖြတ်မိရှုတက်ပြတ်ခဲ့တဲ့ရုပ်အလောင်းတလောင်းထပ်မံတွေ့ရှိပြီးနေအများပြားကိုလည်းစစ်သားများကမိရှုဖြစ်စီသွားခဲ့တဲ့ဆိုတဲ့တင်နေပဲဖြစ်ပါရှင် မကွေတိုင်းရေစကြုံမြို့နယ်မြေတော်ရတွင်အတန်းပဲစစ်တကခေါင်းဖြတ်မိရှုတက်ဖြတ်ခဲ့တဲ့ရုပ်အလောင်းတလောင်းထမှန်တွေ့ရှိခဲ့ပြီးနေအိမ်အများအပြားကိုလည်းစစ်သားများကမိရှုဖျက်ဆီးသွားခဲ့ကြောင်းရေစကြိုတောင်းရှိ Info Committee အဖွဲ့မှတာဝန်ရှိသူတို့ကရန်ကုန်ခေတ္တတရင်ဌာနထပ်ပြောဆိုထားဖြစ်ပါရယ်မက်စလာဆလရနေ့နဲ့ဆန်ငိုင်းနေတွင်မြေတော်ရွာကိုအကျံဖက်စစ်ကောင်စစ်တပ်များကအကျွတ်အတွင်မှဝင်ရောက်ဆင်းနေပြီးဘီသူပိုင်းနေအင်းများကိုနှစ်ရက်ဆက်တိုက်မိရှုဖြစ်စီသွားခဲ့ကြောင်းသိရှိရပါသည် ထို့ပြင်ကျူရတွင်းမှာအချမ်းဘက်စစ်ကောင်းစစ်တပ်သားများကမိရှုတပ်ဖြတ်ခဲ့တဲ့ရုံးအလောင်းတလောင်းကိုလည်းတွေ့ရှိခဲ့ကြောင်းအချမ်းဘက်စစ်သားများမိရှုဖျက်ဆီးခြင်းကြောင့်နေအများပြားနဲ့မိလောင်ပြချခဲ့ကြောင်းသိရှိရပါတယ်အကြံပေးစကောင်းစစ်တနာများဟာမြေတော်ရွာမှအပြည်သူများရဲ့ရွှေငွေပစ္စည်းအုပ်ဆောင်များကိုလည်းခိုးယူလို့ရယူသွားပြီးဖုန်ကြီးကျောင်းရှိအလူငယ်များယူသွားခဲ့ကြောင်း စစ်ကြောင်းဟာဆိုလို့ရှိရင်ယမန်နေ့ည7:30မိနစ်ခန့်တွင်မြေတော်ရွာမှပြန်လည်ချက်ခွာသွားပြီးရနော်မင်းရွာဖက်ကိုပြည်သူပိုင်ပစ္စည်းများထော်လာကြီးဖြင့်ခိုးယူသွားခဲ့ကြောင်းသိရှိရပါသည်ထို့သောခိုးယူသွားပြီးရနောက်မှာယမန်နေ့ညပိုင်းတွင်မင်းရွာထဲမှအကြမ်းဖက်စကောင်းစစ်တပ်များကပြန်လည်ထွက်ခွာပြီးဆဲတစ်မြင်းရွာမြေစွန်းရွာညောင်မွေးပင်ရွာ ပြီးဆက်ကုံရွာနဲ့ခြံမန်းဝင်းရောက်စင်းလင်းကပြီးတော့ပိုင်းပစ္စည်းများကိုခိုးယူပြီးယနေ့နဲ့နဲ့ပိုင်းတွင်ထော်လန့်ကြီးများဖြင့်မင်းရွာအတွင်သို့ခြံမန်းခိုးယူသွားခဲ့ကြောင်းသိရှိရပါသည်လောလောဆယ်တော့တလောင်းပဲတွေ့ရပါသေးတယ်။နောက်ထပ်လည်းရှင်းနိုင်ပါတယ်။မနေ့ကတော့အဒီယာချမ်းမှာကဘာပြက်တယ်လို့ပါပဲ။တက်ကြီးရွယ်အိုရနဲ့ကလေးငယ်လေးတွေကအတော်တနာဆရာကောင်းပါတယ်။ကိုရကဲရမဲ့ဖြစ်နေကြတာအတော်တော့အများပါတယ်။အသေးစိတ်မသိရသေးပါဘူး။စိတ်မိတ်စားကောင်းမင်းမရဲ့လက်အောက်မှာ ညမတက်မတော့ဆိုတာပြက်စီသွားပြီသူတို့အာနာတိမြက်ရဲ့အတွက်ပြီးသူတွေအပေါ်မှာရက်ဆက်ရုံမာနေခဲ့ကြတဲ့လူစိတ်ကင်းမဲ့နေတဲ့စိမိတ်ဆာအကြမ်းဖက်အဖွဲ့ကြီးဖြစ်နေပြီလို့ပဲပြောချင်ပါတယ်ဟုတ်ရေစကြိုးတောင်ရှိ info comedy အဖွဲ့မှာတောင်ဝက်ရှိတူတူကပြောဆိုထားဖြစ်ပါတယ်လက်ရှိအချိန်တွင်စဲတင့်မြင်မြေစွန်းညောင်မွေးပင်ပိဆက်ကိုရွာမြင်များနဲ့အနီအနားဝန်ကျင်များမှအဒိတာပြည်သူများဟာထောင်နဲ့ချီပြီးအိုးအိမ်ဆွခွာထွက်ပြေးတင်းရှောင်နေရကြောင်းသိရှိရပါသည်။ အဆိုပါကျန်းဖက်စစ်တပ်စစ်ကြောင်းဟာရေစကြိုမြို့နယ်တာကောင်းရွာမှာဂျင်းရွာတွင်အရတားပီတူ6ဦးနဲ့မြေစွန်းတော်ရမအရတားပီတူ7ဦးကိုတပ်ဖြတ်ခဲ့တဲ့စစ်ကြောင်းဖြစ်ကြောင်းသိရှိရပါတယ်။ဆက်လက်ပြီးတော့ဘင်္ဂလားဒေ့ရှ်၅ဖက်တမ22ဦးကိုပြန်လွတ်ပေးပြီးတရားမွေးနှက်ဆက်ဖြတ်ကျော်တဲ့ပြဿနာကိုဘင်္ဂလားဒေ့ရှ်နဲ့ပူးပေါင်းဖြေရှင်းရန်လိုလားနေတယ်ဟုအေအေကထုတ်ပြန်ထားတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှဖြစ်ပါရှင်။ ရခိုင်ရေပိုင်နဲ့ဖြစ်နေခဲ့တဲ့ဘူဒီတောင်မောင်းတော်ဒေတာတွင်တရားမဝင်နှက်ဆက်ဖြတ်ကျော်ပြီးအချိန်ချင်းဝင်ရောက်ငါဖမ်းနေတဲ့ဘင်္ဂလားဒေ့ရှ်ငါဖမ်းသမားအရင်းနဲ့ပတ်သက်၍ပူပေါင်းဖြည့်ရှင်ဆောင်ရွက်အစည်းအဝေးကြောင်းအရခတတော် EA ကပြောဆိုခဲ့ပြီးဘင်္ဂလားဒေ့ရှ်ငါဖမ်းသမား22ဦးကိုပြန်လွတ်ပေးလိုက်ကြောင်းသိရှိရပါတယ်။ လွန်ခဲ့တဲ့ဖေဖော်ဝါရီလကတရားမွေဝင်ရောက်လာခဲ့တဲ့ဘင်္ဂလားဒေ့ရှ်ငါးဖန်တမ29ဦးကိုလွတ်ပေးခဲ့ပြီးယခုမတ်လတွင်လည်းတရားမွေငါးဖန်တမ22ဦးကိုထပ်မံလွတ်ပေးခဲ့ကြောင်းဥခိုင်းဒုက္ခထုတ်ပြန်ထားဖြစ်ပါရယ်တရားမွေးနဲ့ဆက်ဖြတ်ကျော်ပြဿနာများဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့အထီးထီးရရောက်ဖြေရှင်းရမျှော်လင့်ထားကြောင်းအေအေပြောခွင့်ရဥက္ကဋ္ဌကယနေ့ထုတ်ပြန်ကြေညာထားဖြစ်ပါရယ် အေးအေးအနေနဲ့တရားဝင်နဲ့ဆက်ဖြစ်သောငါဖမ်းမှုပြဿနာကိုကင်ထွယ်ပြေရှင်းဖို့အတွက်ဘင်္ဂလားဒေ့ရှ်နဲ့ရခိုင်တို့ကြားမှာပူးပေါင်းလှုပ်ဆောင်ပြီးထိရောက်တဲ့အဖြစ်တစ်ခုရရှိဖို့မျှော်လင့်ပါတယ်ဟုဥခိုင်ဒုက္ခကဆိုထားဖြစ်ပါတယ်အရက်ကတတော်အေးဟာစကောင်းစစ်ထံကနေဘူဒီတာမော်တော်ဒေတာကိုတိမ့်ပိုက်ပြန်အောင်ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ဆက်ဆက်နေတဲ့ရခိုင်နယ်စပ်တလျှောက်အားထိန်းချုပ်ထားခြင်းဖြစ်ပါရယ် တရားမွေး20ဖြတ်ကျော်ဝင်ရောက်လာခဲ့တဲ့ဘင်္ဂလားဒေ့ရှ်ငါဖတ်သမားတွေကိုဖမ်းဆီးထိတ်သိမ်းနေပါတယ်။ဒါပေမဲ့အင်းကြီးချင်းနှစ်နိုင်ငံကြားအပြုတဘောဆောင်တဲ့ဆက်ဆံရေးကိုထိန်းသိမ်းချဖို့အရွယ်ချက်နဲ့ငါဖတ်သမားတွေကို ပြန်လွတ်ပေးနေတာရှိပါတယ်ဟုဥက္ကဋ္ဌကပြောဆိုထားဖြစ်ပါတယ်။ရခိုင်ရေပိုင်နဲ့ကိုတရားမွေးဝင်ရောက်ငါဖမ်းချစ်ကိုပြဿနာတစ်ခုအဖြစ်ရှုမြင်ပြီးစိုးရိမ်မှုရှိကြောင်းနဲ့နိုင်ငံငံစလုံးရှိတရားဥပဒေလိုက်နာသောငါဖတ်သမားများရဲ့အစ်စ်မွေးဝမ်းကြောင်းကိုချိန်ချောက်ရရှိနေကြောင်းအရကတတော်ကဆိုထားဖြစ်ပါတယ်။ တရားမွေးနှက်ဆက်ဖြတ်ကျော်ဝင်လာတဲ့ငါးငါးဖန်ဓမများကိုဘင်္ဂလားဒေ့ရှ်အာနာပိုင်များနဲ့အာရကတတောအေအေမှာအကြိမ်ကြိမ်သတိပေးခြင်းခံဝန်ထူခြင်းများပြုလုပ်ခဲ့တော်လည်းပဲငါးဖန်ဓမများမှာလူလူရှုထားကြသည်ဟုဥခိုင်းတုကပြောဆိုထားဖြစ်ပါရယ် တရားမွေးငါဖန်တမများမှာပြင်းထန်တဲ့ပြစ်မှုတွေကိုအကြိမ်ကြိမ်ချိုးဖောက်ခဲ့ကြတော့လည်းပဲနိုင်ငံချစ်ကြည်ရေးကိုအလေးထား၍ပြစ်တင်းရှုတ်ချခြင်းမရှိဘဲပြန်လွတ်ပေးလျက်ရှိနေပြီးအဆိုပါပြဿနာကိုဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ထိထိရရောက်ပူးပေါင်းဖြေရှင်းရန်အာရခတ်တတော်အေကလိုလားနေခြင်းဖြစ်ကြောင်းသိရှိရပါသည် ဆက်လက်ပြီးတော့စားလင်းကြီးမြို့ပေါ်မှာရှိတဲ့လမ်းဆိုဓမယုံအနီးတွင်ကင်ပန်းရန်ထွက်ခွာလာတဲ့စစ်သားများကိုစနိုက်ပါဖြင့်ပြစ်ခတ်တိုက်ခတ်မှုစစ်ကောင်စစ်ဘက်ကနေတအူးသေးဆုံးခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါရှင်။စကိုင်းတိုင်းစားလင်းကြီးမြို့ပေါ်မှာရှိတဲ့လမ်းဆိုဓမယုံအနီးတွင် ကင်ပန်ရန်ချက်ခွန်လာတဲ့အကြံပဲစကောင်းစစ်တပ်သားများကိုစနိုက်ပါဖြင့်ပြစ်ခတ်တိုက်ခခဲ့ရင်းစကောင်းစစ်ဖက်ကနေတအူးသေးဆုံးခဲ့ကြောင်းဆိုလိုအောင်ကြီးအဖွဲ့မှတောင်းဝန်ရှိသူတို့ကရန်ကုန်ခဲ့တဲ့တရင်ဌာနထပ်တို့ပြောဆိုထားဖြစ်ပါရယ်မက်စလာ15ရက်နေ့နဲ့နဲ့10နိုင်20မိနစ်ခန့်တွင်စာရင်းကြီးမျိုးပေါ်အထိုင်းစခန်းကနေအင်အား30ခန့်ဖြင့်ကင်ပန်ရန်ချက်ခွန်လာတဲ့အကြံပဲစကောင်းစစ်တပ်သားများကိုဆိုလိုအောင်ကြီးအဖွဲ့မှတော်ရည်ရေပေါ်များကလမ်းဆိုဓမယုံအနီးတွင်စနိုက်ပါဖြင့်စောက်ကျိုးပြစ်ခတ်တိုက်ခခဲ့ကြောင်းသိရှိရပါရယ် ရင်းတို့ပြစ်ခတ်ပြီးရင်တော့အပြန်လန်းထိတွေ့တိုက်ပွဲ15မိနစ်ခန့်ဖြစ်ပွားခဲ့ပြီးအကြံဖက်စကောင်းစစ်တပ်သားတဦးသေဆုံးအောင်တဦးကတော့အထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းစစ်သားများပြန်လည်ပြစ်ခတ်ခဲ့တော့လည်းပဲကျော်လန်းရဲဘော်များအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါတယ်ကျွန်တော်တို့စနိုက်ပါနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တာစစ်ခွေတကောင်သေးပါတယ်စစ်ခွေတွေကလည်းပြန်ပြစ်တော့ထိတွေ့တိုက်ပွဲ15မိနစ်လောက်တော့ဖြစ်သွားပါတယ် တော်တော်ရေးရဲဘော်တွေကတော့အထူးခံမရှိပြန်လဲဆုတ်ခွာနိုင်ခဲ့ပါတယ်အကျမ်းပဲစကောင်းစီစန်နာရှင်ကိုအမြင့်ပြတ်ချေမှုသွားမယ်လို့တကူရောအောင်ကြီးပျောက်ကြအဖွဲ့နဲ့ဂရိတစ္ဆာပြုပါတယ်နောက်ထပ်လည်းကျွန်တော်တို့တပ်ဖွဲ့အနေနဲ့မြို့ပေါ်စစ်စင်ရေးတွေဆက်လက်ဖော်ဆောင်ဖို့ရှိပါတယ်ဟုဆိုလိုအောင်ကြီးအဖွဲ့မှတာဝန်ရှိသူတွေကပြောဆိုထားဖြစ်ပါတယ် ဆိုလိုအောင်ကြီးအဖွဲ့အနေဖြင့်မြို့ပေါ်စစ်စင်ရင်းများဆက်လက်ဖော်ဆောင်ရန်ချက်ပို့ပြည်သူများဝမ်းဝမ်းကူညီပေးကြရန်မြစ်တာရခိုင်ကြောင်းတကူရောအောင်ကြီးယောက်ျားအဖွဲ့မှတာဝန်ရှိသူတို့ကဆက်လက်ပြောဆိုထားလည်းဖြစ်ပါရယ်ဆက်လက်ပြီးတော့ကြက်သိန်းပေါင်း2000ဝန်းကျင်ရှိတဲ့တရားမွေးကိုပစ္စည်းကိုဖန်ဆီးရမိခဲ့ကြောင်းစစ်ကောင်စီကထုတ်ပြန်ထားတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါရယ် မန္တလေးကရင်မွန်းနေ ARV တိုင်းဒေသကြီးတွေမှာမက်စလာ23ရက်နေ့နဲ့24ရက်နေ့အထိနေ့ရက်အတွင်းကြက်သိမ်းပေါင်း2000ဝန်းကျင်တန်ဖိုးရှိခဲ့တဲ့တရားဝင်ကိုပြစ်စီတကိုဖမ်းဆီးရမိခဲ့တယ်လို့မက်စလာ16ရက်နေ့ကစကောက်စီထိန်းချုပ်တဲ့သတင်းစာရိုးကနေတဆင့်ထုတ်ပြန်လာတာဖြစ်ပါတယ်။ပြီးခဲ့တဲ့မက်စလာ23ရက်နေ့ကနေကရင်ပြည်နယ်ဗအန်ဆက်မှုဆိုအနေကမော်တော်ယာဉ်18စီးပေါ်ကနေစာရွက်စာတမ်းအထောက်အထားမပြနိုင်တဲ့လူသုံးကုန်နဲ့လုပ်ငန်းသုံးပစ္စည်းအမျိုးပေါင်း60ကျော်ကိုဖမ်းမိခဲ့တယ်လို့ဆိုထားဖြစ်ပါတယ်။ ဒါပြင်မွန်ပြည်နယ် ARV တိုင်းနဲ့မန္တလေးတိုင်းအတွင်းကစစ်စေးရေးဂိတ်တွေကနေလည်းအထောက်အထားမပြနိုင်တဲ့ကြောက်စိမ်းတစ်လူသုံးကုန်တဲ့စားတောက်ကုန်ကုန်ပစ္စည်းတွေကိုဖမ်းဆီးရမိခဲ့တယ်လို့စကောင်းစီရဲ့ထုတ်ပြန်ချက်မှာဖော်ပြအထားဖြစ်ပါရယ်စကောင်းစီတပ်ဖက်ကနေစစ်စေးရေးဂိတ်တွေမှာတင်းတင်းကြပ်ကြပ်ကိုစစ်ဆင်လာပြီးဝယ်ယူလာတဲ့ပစ္စည်းတွေရဲ့အထောက်အထားစားရွက်စရာမပြနိုင်ရင်ဖမ်းဆီးတယ်လို့မန္တလေးကနေတောင်ကြီးကိုကုန်စီပို့ဆောင်နေတဲ့ရင်းမောင်းတူကလည်းပြောဆိုထားဖြစ်ပါရယ် ကျွဲတက်ဆုံပေါ့ဗျာစစ်စေးတာကတအားကျမ်းပါတယ်ဆာရွက်ဆာရမ်းမပြနိုင်ရင်ပြစ်စီတွေတိမ်းပါတယ်တယ်လာတဲ့ကားပါဖမ်းသွားတာကားတွေအထင်အကြီးကြီးဆောက်ရတယ်ဆိုတာအဲ့ဒါကြောင့်အဖွဲနဲ့စုံနဲ့ကိုစစ်နေတာဟုပြောဆိုထားဖြစ်ပါတယ်စကောင်စီကတရားမဝင်ကုန်စီတိုက်ဖြစ်စီကိုယခုနှစ်အတွင်းမှာပုံမိုလုံးလာပြီးတရင်ပေးနေတဲ့သူကိုပါဖမ်းစီရမိတဲ့အကုန်ပြစ်စီတန်ဖို့ရဲ့20ရခိုင်နှုန်းကိုစုချင်းငွေအဖြစ်ပေးမယ်လို့တရင်စာတွေကနေမကြာခဏကြေညာထားတယ်ဖြစ်ပါတယ် ။အကြောင်းရဲ့တက်ဆက်ပေးမှုကိုကျွန်မပဲခကြနာကိုပြောပါရှင်။အပင်နာဆင်မှုအတွေ့အထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။